ကိုကဆီယာစက်အပ်ကို စောင့်နေတဲ့သူတယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုမဖြစ်မနေကြည့်တော့ပါအဲ့တော့ဆီယာစက်အပ်ကိုစောင့်နေတဲ့သူဖေဖို့ကပိုက်ဆံချာမဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ page ကဆီယာစက်အပ်ရဖို့အတွက်ဆိုလို့ရှိရင် page ရဲ့ grid ဒီ engagement ဒီကျွန်တော်တို့ view တွေကောင်းမှုလိုပါတယ်အဲ့တော့ reach ကြပြီဆိုတာနဲ့ view ကလည်းကြာမှာဖြစ်ပါတယ် view ကြာတာနဲ့ကျွန်တော် engagement ဖြစ်တဲ့ အသေးလေးတွေ like လေးတွေဒါလေးတွေလည်းရောကြပါမှာဖြစ်ပါတယ်။အဲ့တော့ဒီ2025 CR Star ကကျတို့အရင်တုန်းကလူမျိုး page မှာဆိုလို့ရှိရင် follower 9000လို့ဟာလာဝဟဝ6000လို့ဒီလိုမျိုးရေရရကျွန်တော်တို့တတ်မှတ်ထားတာမရှိတာဖြစ်တဲ့အတွက်တေးကြတာတခုကတော့ engagement တွေ rate တွေကောင်းတဲ့ page ကပို့ပြီးတော့အာရသွားတာမြင်တယ်ပေါ့နော်။ အဲ့ဒါလေးတွေတည်ထားရတယ်အဲ့တော့ကိုယ့်ရဲ့ page မှာဗောကျွန်တော်တွေက reach စီတဲ့အကြောင်းရင်း၅ချက်ကိုလုတ်ထားမိလားအကယ်၍လုတ်ထားမိရယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီဒီ video ကိုကြည့်ပြရနဲ့ပြန်ပြီးတော့ပြင်ပေးပါပထမအဦးဆုံးအချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေလူကြိုက်များတဲ့ဗီဒီယိုတွေ ဟလာ real အတန်အသင့်ရှိနေတဲ့ဗီဒီယိုတွေပေါ့နော် ကိုတင်နေကြမူလဗီဒီယိုတွေကိုကျွန်တော်တို့ page ရောင်းရင်လိုပဲဖြစ်ဖြစ်နောက်တစ်ခုကကိုယ့်ရဲ့ကိုယ်ပိုင်ပိတ်ကိုပဲဖြစ်ဖြစ်အခြား content ပြောင်းဖို့အတွက်ဗီဒီယိုတွေကို ဖြတ်ချင်တယ်လို့ဖြတ်ချပြတာအဲဒီချက်ကိုကျွန်တော်တို့ကခြောင်ပေးရမှာဖြစ်ပါတယ် quality ကိုကျွန်တော်တို့ကခဏခဏပြောင်းတာပေါ့နော် quality တွေကိုခဏခဏပြောင်းတယ်မူလပိတ်ဖွင့်တာတုန်းကကျွန်တော်တို့ကဟာ digital creator ဆိုပြီးတော့ဖွင့်ထားလိုက်တယ်ပေါ့နော် DJ ရဲ့ creator ဆိုပြီးတော့ဖွင့်ထားတယ်ဟာနောက်ကျွန်တော်တို့ဒီ3လလောက်2လလောက်နေတော့တခါနောက်တစ်မျိုးတခါထပ်ပြီးတော့ကျွန်တော်တို့တခါထပ်ကြောင်းလိုက်တယ်ပေါ့နော် content creator ဒါမှမဟုတ်လဲတခြားပေါ့နော်ကျွန်တော် capability ကြီးအများကြီးရှိတယ်အဲ့လိုမျိုး capability ကြီးကိုခဏခဏပြောင်းတာပေါ့နော်ဒါ number 2အရှာအဲ့လိုပြောင်းလဲခြင်းဟာပြေကျွန်တော်ရဲ့ pitch မှာ grid တွေကိုကြာစီတယ် အဲ့တော့နံပါတ်3အချက်ကဘာလဲဆိုလို့ချင်းကျွန်တော်တို့ post တွေကိုပုံမှန်မတင်တာ post တွေကိုကျွန်တော်တို့ပုံမှန်မတင်တာအဲ့တော့ post တွေကိုပုံမှန်မတင်တဲ့ခါကျတော့ကျွန်တော်တို့ Facebook ကလည်းကျွန်တော်တို့ရဲ့ follower တွေစီကို ကျတို့ပုံမှန်မပို့ပြီးတော့ဘူးเนาะပုံမှန်မပို့ပြီးတော့ဘူးပုံမှန်မတင်တဲ့ခါကျတော့ကိုကဟာကျမကြီးကြောင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဝလာအလုံးမလုံးရှင်တော့လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုံးမအားလို့ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုး post ကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ကျွန်တော်တို့တွေကပုံမှန်မတင်တာပေါ့เนาะအဲ့တော့ဒီလိုမျိုးကိုကလူတိုင်းပေါ့เนาะကျွန်တော်တို့တွေအလုံးတစ်ဖက်နဲ့လုံးကြရတာဖြစ်တဲ့အတွက်ဒီလိုမျိုး ကိုယ်မှာအခက်ခဲလေးတွေပေါ့နော်အချိန်အခက်ခဲလေးတွေဖြစ်တယ်ဆိုလို့ချင်းဒါကိုလည်းကြိုတင်ပြင်ဆင်လို့ရတဲ့နီလန်းလို့ရှိတယ်နော်ဒါနံပါတ်3ဆက်ပေါ့နော်ကြိုတင်ပြင်ဆင်လို့ရတဲ့နီလန်းလေးတွေရှိတယ်ကိုယ်ကိုကြိုတင်ပြီးတော့တင်လို့ရတဲ့နီးတွေရှိတယ်ပေါ့နော်ကိုယ်မအားဘူးဆိုလို့ချင်းအဲ့တော့ post ကိုပုံမှန်မတင်ခြင်းကလည်းကိုယ့်ရဲ့ risk ကိုကြာစီပါတယ်အဲ့တော့ကျွန်တော်နံပါတ်၄အချက်ပေါ့နော်နံပါတ်၄အချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ထန့်ကိုအတုံးစုံလောက်တာ ကျွန်တော်ခွန်တန်းကိုအတုပ်ဆုံးလုပ်တာပေါ့နော်ရောထွေးပြီးတင်လိုက်တာပေါ့နော်အာဟုဗီဒီယိုလေးကလည်းပေါက်နေတယ်ဒီဗီဒီယိုလေးကလည်းပေါက်နေတယ်ဟာဒီဗီဒီယိုလေးကလည်းရေပန်းစားနေတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပေါ့နော်အတုပ်ဆုံးကျွန်တော်တင်လိုက်တာဒါပေမဲ့အဲ့လိုမျိုး policy ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကခဏတစ်ဖြုတ်တင်လို့ရတယ်ပေါ့နော်ခဏတစ်ဖြုတ်တင်လို့ရတယ်ဒါပေမဲ့မူရင်းခွန်ထန့်ကိုမပြောက်သွားဘူးလို့ရတယ်ပေါ့နော် အဲ့တော့အဲ့လိုမဟုတ်ပဲねကျောင်းတွေကအတုံးဆုံးလို့တာဟိုဟာလေးဆိုလဲတင်လိုက်တယ်။အဟာတာလေးဆိုလဲတင်လိုက်တယ်။ဒရမာလေးဆိုလဲတင်လိုက်တယ်။ဘောနော်အဲ့လိုမျိုးအတုံးဆုံးကျောင်းတို့ content ပေါင်းဆုံးတင်တဲ့အခါမှာကိုယ့်ရဲ့ audience ကကျတို့ဘယ်ဟာကိုအားပေးလို့အားပေးရမှာမသိဘူးဘောနော်။ဘယ်ဟာကိုအားပေးလို့အားပေးရလဲမသိဘူး။ဟောတော့ကျတို့ဒီဟာတာကြိုက်တဲ့သူကလည်းအနောက်နေ့ဟာတာတင်မှသူကလည်းအားပေးမှာပဲ။ကျတို့ဒရမာကြိုက်တဲ့လူကလည်းဒရမာတင်မှာပဲအားပေးမှာပဲ။ ာဒရာမာကြိုက်တဲ့သူကလည်းဟာဒီကလည်းဒီကောင်းလည်းဒီနေ့ကျတော့ဟာတာကြီးတင်တယ်ပေါ့နော်ဟာတာကြီးတင်တယ်ဆိုပြီးတော့အဲ့လိုမျိုးတွေကျွန်တော်တို့တွေဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့ page က read တွေကြားတယ် read ကြတော့ view ကြားတယ် view ကြရင် engagement လည်းကြားတယ်အဲ့တော့ဒါကကျွန်တော်ရဲ့အတွေ့အကြုံကိုတွေးကိုပြောပြတာပေါ့နော်ကျွန်တော်ရဲ့ကိုတွေးကိုပြောပြတယ်အဲ့တော့အတုံးဆုံးကျွန်တော်တွေမလုပ်ပါနဲ့အဲ့တော့နောက်တစ်ချက်ကကျတော့ဘာလဲဆိုလို့ရှိရင်နောက်ထပ်၅ချက်၅ချက်မြောက်ကကျတော့ကျွန်တော် ကွန်မန်းတွေကိုပြန်ပြီးတော့မဖြည့်သေးတာကိုယ့်ရဲ့ viewer တွေပေါ့နော်ကိုယ့်ရဲ့ viewer တွေကိုယ့်ရဲ့ follower တွေကကျွန်တော်တွေကွန်မန်းတွေမှတ်တဲ့အခါမှာပေါ့နော်ကွန်မန်းတွေမှတ်တဲ့အခါမှာသူတို့ကိုအာဂယုတဆိုင်ပြန်ပြီးတော့ကျွန်တော်တို့ကွန်မန်းတွေမဖြည့်သေးတာပေါ့နော်ဒီချက်တွေကကိုယ့်ရဲ့ risk ကိုကြာစေပါတယ်အဲ့တော့ risk ကြာတဲ့အကြောင်းရင်းတွေကိုသိသွားပြီဆိုရင်ကိုယ့်ရဲ့ page မှာ risk တွေပြန်ပြီးတော့တက်ဖို့နောက်တစ်ခုက view ဟာတွေပြန်ပြီးတော့ကောင်းဖို့ပေါ့เนาะ view တွေပြန်ပြီးကောင်းဖို့ဆိုလို့ရှင်ကျွန်တော်တို့တွေက video တစ်ပုတ်တင်တဲ့အခါမှာကျွန်တော်တို့တွေတွားပြီးတော့ကြည်ပါ Facebook မှာပေါ့เนาะ Facebook မှာတွားကြည်ပါကြောဒီနေရာမှာကြည်ပေါ့เนาะအဲ့ဒီနေရာမှာဆိုလို့ရှင်ကျွန်တော်တို့အာကိုရဲ့ video က28ရက်အတွင်းပေါ့เนาะ28ရက်အတွင်းမှာကျွန်တော်ဘယ် video က အဲ risk ပိုကောင်းတယ် baby ကို light တွေပို့ပြီးတော့များတယ်ဒါပေါ့နော် engagement တွေပေါ့နော် light တို့ဒီအသေးလေးတွေဆိုတာ engagement လို့ပေါ့လေအဲ baby တို့တွေက engagement တွေများတယ် baby တို့တွေက risk ပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးကိုကကြည့်လိုက်ကြည့်ပြီးလို့ရှင်အဲ့ဒါနဲ့မပြီးသေးဘူးဘယ်အချိန်မှာတင်ပို့ပြီးတော့ကျွန်တော်တွေပို့များလဲပို့ပြီးတော့ engagement တွေကောင်းလဲပေါ့နော်ဒီလိုမျိုးကျွန်တော်တွေက ကြည့်ရတယ်ကြည့်ပြီးပြီဆိုလို့ရှင်ကိုကတိတော့ အဲ့ဒါဆိုလို့ရှင်အဒီဗီဒီယိုဒီဗီဒီယိုကိုလူကြိုက်များတယ်ဆိုလို့ရှင်ကျွန်တော်ဒီဗီဒီယိုကိုပုံမှန်ကျုပ်တွေကဖန်တီးပေးရပါတယ်ဒီလိုမျိုးကျုပ်တွေကအချိန်မှန်ပုံမှန်ဖန်တီးပေးသွားတယ်ခုနကပြောတဲ့အချက်တွေကိုခြောင်တယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ page ကတေချာပေါ့ကျွန်တော်တို့ပြန်ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်ပြန်ပြီးတော့ rate တွေပြန်ပြီးတော့ကောင်းလာပါလိမ့်မယ်အဲ့လိုမျိုး rate တွေ engagement တွေကောင်းလာမှလည်းကျွန်တော်တို့ဒီ2025ဟာလာ CR startup ပေါ့နော် content monetization startup ကို invite လောက်ခံမှာဖြစ်ပါတယ်အခုက invite only ဖြစ်တဲ့အတွက်သူတို့ဘက်က invite ပေးမှာပဲရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကသူတို့ဘက်က invite ပေးလာဖို့ဆိုလို့ရှင်ရေးရရတတ်မှတ်ထားတာမရှိပြိမ့်မယ်တေးကြတာတခုကတော့ကိုယ့်ရဲ့ page က rate ကောင်းရမယ် engagement ကောင်းရမယ် view ကောင်းရမယ်ပေါ့နော်အဲ့တော့ဒါတွေကအားလုံးကဆက်နွယ်နေတယ်အဲ့ဒါတွေကောင်းမှလည်းကျွန်တော်တို့ဒီကဒီ Facebook မှာ Facebook ဘက်ကလည်းကျွန်တော်တို့ကြော်ညာတွေပြန်ထည့်ပေးလို့ရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲဆိုတာဗီဒီယိုလေးအောက်မှာမှတ်ခဲ့ပေးပါဦး